ပြောပြောတော့ပြောပါတယ်ဒါပေမဲ့ဒီဘက်ကိုပြန်ကြည့်တော့လည်းဝမ်းနေကြရရှိတယ်အဲ့လိုချိန်တွေမှာကျွန်တော်တို့ကမကောင်းလို့တော့ထင်တယ်ဒါပေမဲ့ဟိုကိုယ်လက်လွတ်လပ်မှုတော့ကိုယ်တိုင်ပဲရှာဖို့ရမှာရတော့တိတ်မရှိဘူးဒီတိုင်းမျိုးပဲလမ်းလျှောက်တာဆိုတော့လေဒီတောင်းနေတောင်းလဲရိုင်းပင်းကြတယ်ရန်နေပါလည်းမဖြစ်ဘူးဆိုတော့ပိုအဆင်ပြေတယ်ရှင့် ဒီနေ့မှနောက်ဆုံးလာခဲ့ကျွန်တော်ကျန်တဲ့ချိန်ကြီးအလုပ်တွေပဲဖြတ်ဖြတ်တန်းနေရအဲ့တော့ခန်းစားချက်လေးပြောရှိတယ်ခန်းစားချက်တော့ကျွန်တော်ဒီမှာကျွန်တော်ညီညီနဲ့ကျွန်တော်လာပြီးတော့ပြောရတဲ့ကျွန်တော်ရမ်းပြောတယ်တနေ့မှတစ်ခါပြောရတဲ့အကြောင်းမို့ပေါ့နော်ဒီလိုမျိုးတစ်ခါမှလည်းဟိုကြာပြီးပေါ့ကိုဗစ်တွေနဲ့ဟိုအကုန်လုံးပေါ့နော်နိုင်ငံကြီးနဲ့ရောပြောရတဲ့အကြောင်းမို့ဒီနေ့အဲ့လိုမျိုးပြောရတော့ပြောပါတယ်ပြောပြောတော့ပြောပါတယ်ဒါပေမဲ့ဒီဘက်ကိုပြန်ကြည့်တော့လည်းဝမ်းနဲ့ကြာရှိတယ်အေးပေါ့အဲ့လိုချိန်တွေမှာကျွန်တော်တို့ကမကောင်းလို့တော့ထင်တယ်ဒါပေမဲ့ ဟိုကိုလလွတ်လပ်မှုတော့ကိုယ်တိုင်ပဲရှာပေးရမှာပဲအဲ့ဒါဟုတ်ပုံမှန်လို့အရင်တော့လောက်တော့မစီကားဘူးဆိုတော့တခုတော့နည်းနည်းဝမ်းနေရပါဘောအရင်တော့အရင်တော့ဆိုတော့ရမ်းစီကားတယ်မန်တက်တည်တယ်ဆိုပြီးအရင်လည်းပျော်ဖို့ကောင်းတယ်ခုကပျော်လို့ပျော်တယ်ဒါပေမဲ့အရင်တော့တော့ပျော်ဖို့မကောင်းတော့ဆိုတဲ့ကြောင့်မလို့တခုတော့ပျော်တစ်ဖက်ကလည်းပျော်တစ်ဖက်ကလည်းဝမ်းနေတယ်အဲအများကြီးတော့အကုန်လုံးတော့မပျော်နိုင်ဘူးဘောပျော်တော့ပျော်တယ်ရမ်းမပျော်ဘူးအဲ့လိုဖြစ်နေတယ် ောက်ဆုံးနေ့ဆိုပိုပြီးနှမျောလာပါဗျာဘာလို့ဆိုတော့ကျွန်တော်ကခိုင်းနေ့ဆိုရင်ကြကြရက်ထိုင်9ရက်ဖြစ်တယ်ဒီနေ့က4ရက်လဲဆိုတော့နည်း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 ဘယ်လိုပြောမှန်းဗျာနည်းနည်းဘာဖြစ်တာပေါ့နော်ကဲရတယ်လေးအဲတရက်ရော့သွားတာပေါ့တရက်ရော့အဲ့လိုပဲပြောပါဘောနော်ဒီနေ့တက်မှာတော့ဗျာတိတ်တော့မပြောဘူးတော့ခါတိုင်းခါတိုင်းနေ့တွေကတော့မန်တက်တွေမန်တက်တွေအများကြီးတော့ရှိပါဗျာဒီနေ့ကတော့ဒီမှာရေမြမှာလမ်းလျှောက်မန်တက်ရှိရဲ့တော့ရေမြင်းထဲမှာလည်းမန်တက်တစ်ခုရှိပါတယ်မန်တက်နှစ်ခုတော့ရှိပါတယ်ဒါပေမဲ့စိတ်ထဲမှာတော့ မနေ့ကတည်းစာရင်တော့ဒီနေ့ကမပြောဘူးလဲမဟုတ်ဘူးပြောနေနည်းနည်းပါတော့ပြောတယ်မနေ့ကတော့ပိုပြောပါတယ်ဒီနေ့ဒီနေ့လည်းနည်းနည်းပါပဲပြောတာပါဒါကြတော့အနေရတော့တိတ်မရှိဘူးဒီတိုင်းမျိုးပဲလမ်းလျှောက်တာဆိုတော့လေအဆင်ပြေတယ်ပြင်တောင်းနေတောင်းလဲရိုင်းပင်းကြတယ်ရိုင်းဟိုပေါ့နော်အဲ့လိုမျိုးရှိအောင်မလို့ ဂျန်နေပါလည်းမဖြစ်ဘူးဆိုတော့ပိုစင်ပြေတယ်ရှင်အဲအင်္ဂါရာရေကြိုက်တယ်လေသူမိုးရွာရေမိုးရေချိုးရေလေဒီကောင်တွေကอืมဘယ်နှစ်ရှိပါသေးလဲအဲတနည်းခွဲကြော်လာပြီတော့အော်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့သူတက်သူလာပြီတော့อืมလာပြီတော့တကြံလဲရတဲ့ခံစားချက်လေးပြောပေးပါလားဘယ်လိုရှိလဲအဲသူပြောရင်မေးတာပဲပေါ့ပြောလာသူကြည့်ရဘယ်လို အဲပျော်ပါတယ်နည်းနည်းလေးတော့ဟိုတခါမှမကြုံဘူးတော့နည်းနည်းလန့်တာတော့ပဲရှိတာပေါ့လူလူများတော့နည်းနည်းလေးလက်လန့်သွားတဲ့သဘောတော့ပဲရှိအောင်ဟုတ်ကဲ့ဂျက်နဲ့ပထမဦးဆုံးပါဟုတ်တယ်ပထမဦးဆုံးပါကကဒီလိုလာတာအရင်ပြောရယ်ကြံလေးမဖြစ်တာလေးကြာပြီဆိုတော့လေအဲ့လိုမျိုး တကယ်ချင်းနေပတ်လဲရဈေးပက်ခံထွက်ရတာကြိုက်တယ်ဟုတ်ကဲ့ပါအဲ့တော့မြေမြကျတော့ဒါဒီနေ့မှလာတာဒီနေ့မှဟုတ်တယ်ဒီနေ့မှနောက်ဆုံးနေ့ဆိုတော့လာဖြစ်တာပါနေဟောင်းကအညစ်အကြေးတွေကိုနှစ်သစ်မှာနော်ဘယ်ပြောမလဲအဲ့လိုတက်တက်ရှင်းရှင်းလေးနဲ့ဖြတ်တန်းချင်တာဟောအဲ့ကြောင့်လေဒီမှာရေပက်ခံထွက်တာရောရေလောင်းရတာလည်းကြိုက်တယ်ရေလာပိတ်ရင်လည်းသဘောကျတယ်ပုံမပြီးတော့စီကာစီကာမှုပေါ့နော်ဟိုလူတွေလည်းကြက်မှာဆန်းလာပြီးတော့ဟိုစစ်စစ်ရေးပါသေးရော အားလုံးပေါ့နှစ်တက်မှာစိတ်ကြမ်းမှာကိုကြမ်းမှာရှိကြပါစေပေါ့နော်တဘာဝဘေးအန္တရာယ်တွေလည်းအကုန်လုံးပေါ့နော်အေးချမ်းပါစေအကုန်လုံးငြိမ်းချမ်းပါစေပေါ့နော်ခုလိုတကြံအတွက်စုမကောင်းအများကြီးတောင်းပေးပါတယ်နော်ဒီကြမ်းမကလည်းနှစ်တိုင်းနှစ်တိုင်းလည်းအဲ့လိုတကယ်ငယ်ရောလူကြီးရောတကြီးရောအားလုံးပျော်နိုင်ပါစေကျွန်တော်ဆုတောင်းပေးပါတယ်ကွာနှစ်တက်မှာရှင်နှန်းချမ်းမြေ့ကြပါစေလို့ဟုတ်ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ကြပါစေလို့အဲအကောင်းဆုံးနေ့ရက်တွေကိုအားလုံးပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ကောလုံး9ရက်တသမီတွေအကောလုံးပျော်ရှင်ပါစေပေါ့တကြိမ်လို့အေးချမ်းပါစေရှင့် 好，这是妈妈好。